စင်ကမာတာဘဝတူရဖြစ်တာကြောင့်လေဖြတ်ထားတဲ့ဘူမရဲ့သားကိုတက္ကသိုလ်ရောက်တဲ့အထိထောက်ပံ့ပေးမယ်မမကြီးဒွေးကင်အလုံးမဲမိကလာပေါင်းဗမိစနောင်းကနေကျွတ်ဆူလိုက်ပါတယ်ဘူမဟာလေဖြတ်ပြီးနာမကျန်းဖြစ်သွားတာကြောင့်စာဝိနေရေးမှာအဆင်မပြေဖြစ်သွားခဲ့တာပေါ့အကူရမယ့်ယောက်ျားသားလည်းမရှိတာကြောင့်အရန်ကမှအခက်အခဲလည်းဖြစ်ခဲ့ပါတယ်။ဒါဖြစ်သူကလည်းကြောင်းထွက်ပြီးအမေကိုလုံကျွေးမယ်လို့ပြောခဲ့တာကြောင့်ကြားရသူအပေါင်းလည်းဆဲမကောင်းဖြစ်ခဲ့ရတာပေါ့ ဒါကြောင့်ဘိုးမကိုတချိန်ကတရုတ်ဆောင်လို့တူတူလောက်ခဲ့ပူတဲ့ဆရာထုခန့်ကျော်ကစေကုသပေးခဲ့ပါတယ်။စေကုသပေးခဲ့တဲ့ပြင်ထောက်ပံ့ပေးခဲ့တာကြောင့်ဘိုးမဟာပြန်လည်ကျမပြီးပျော်ရွှင်နေခဲ့တာပါ။ဒီလိုအဆင်မပြေမှုတွေကိုလိုင်းမော်ကနေတဆင့်တွေ့မြင်ခဲ့ရတဲ့မမကြီးတွေ့ခဲ့ရလဲဘိုးမစီကိုရောက်သွားပြီးတော့လှူဒန်းခဲ့ပါတယ်။ဘဝတူတွေဖြစ်တာကြောင့်ကိုချင်းစားတဲ့အပြင်ငါသာသူ့နေရာမှာဆိုရင်အဆင်မပြေတဲ့လောကကြီးကိုခက်ခဲစွာရင်ဆိုင်ရမှာပဲဆိုပြီး ဗိုမာနေရာကနေဝင်တွေးပြီးထောက်ပံ့ပေးခဲ့တာပဲဖြစ်ပါတယ်။လောလောဆယ်မှာဗိုမာရဲ့သားတီဟာအတွက်စောင်း9ဒါဇင်နဲ့ဘောဘင်တွေကိုလှူဒန်းပေးခဲ့ပြီးတော့တီဟာလေးစူးစမ်းပြီးတက်ရောက်နိုင်တဲ့အထိထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်။ အတန်းနဲ့တရန်မီတရန်အောင်မြင်အောင်စ조사ရမယ်နော်လို့ပြောတဲ့ပြင်ဆံမွေးချရင်ဆိုင်ကိုခေါ်သွားမှတော့ဆိုပြီးရင်းနေနေစားနောက်ထပါသေးတယ်။သူမှလည်းသားတယောက်ရှိတာကြောင့်ဘုံမကိုလည်းကိုချင်းစားပြီးတိဟလေးကိုပညာတတ်တယောက်ဖြစ်စေချင်တာပေါ့။ဘုံမရဲ့သားနဲ့မမကြီးဒွေးကေရဲ့သားကအသက်ကလည်းမတည့်မငိမ့်ဖြစ်ပြီးတော့အသက်လည်းတစ်နှစ်ပဲကွာတာပေါ့။ဒါကြောင့်လည်းသားမိချင်းကိုချင်းစားမိပြီးတော့အမြင့်တနေရာကိုရောက်စေချင်နေတာဖြစ်ပါတယ်။ မထင်မှတ်ထားတဲ့အချိန်မှာလာရောက်လွတ်တန်းပေးခဲ့တာကြောင့်ဘိုးမလည်း NLP ဝန်တာနေခဲ့ရတာပါ။ဒါလေးကိုလည်းထောက်ပံ့ပေးမယ်ဆိုတာကြောင့်မမကြီးတွေးခေကိုလည်းအထက်ထက်ခါခါကျေးဇူးတင်နေခဲ့ပါတယ်။တီဟာလည်းအရန်ကိုပြောင်းနေပြီးတော့သူ့ရဲ့ပျော်ရွှင်မှုတွေကိုမျက်ဝန်းမှာတော့တွေ့မြင်နေရတာပါ။ကျောင်းထွက်ပြီးအမေကိုရှာကျွေးစရာမလိုတော့တဲ့အပြင်ကျောင်းထက်တဲ့ဇေယိတ်ကိုပါကိုကြီးထောက်ပံ့ပေးမဲ့သူရောက်လာတာကြောင့်တီဟာရဲ့မိခင်အပေါ်တိတက်တဲ့စိတ်ထားဟာလက်ငင်းအချိုးပေးတာဖြစ်ပါတယ်။ဘုမားတို့တာမီနှစ်ယောက်သုံးဖို့အတွက်ငွေကျပ်9သိန်းကိုလည်း surprise ဖြစ်ပေးခဲ့သေးတာပါ။ ဖဲချိုးလေးတွေနဲ့တေချာထုတ်ပိုးပြီးပေးတာကြောင့်ပုံမဟာဝမ်းသာပီတီဂွန်းစီထီဖြစ်နေကြတာပေါ့ဒီလိုမျိုးလဲတခါမှမရခဲ့ဘူးတာကြောင့်အရန်ကိုမှပြောနေခဲ့တာပေါ့မမကြီးဒွေးကေကလည်းပန်းစည်းလေးနဲ့လှုပ်ပေးခြင်းပဲလဲပုံမစီကိုမြ мян သွားလူချင်းတာကြောင့်ပတ်စံအုပ်ပေါ်မှာပဲဖဲချိုးလေးတွေစီပီးပေးခဲ့တာပေါ့ မမကြီးတွေးကေကဒီလိုထောက်ပံ့လှူဒန်းတဲ့အပေါ်မှာဘာနာမည်ဘာဂုံမမလို့ခြင်းပဲဖြူဖြူစင်စင်နဲ့လှုပ်ပေးခဲ့တာဖြစ်ပါတယ်။သူလည်းတစ်ချိန်ကလမ်းဘေးမှာအတုပ်ရောင်ရင်စူးစားခဲ့ရသူမို့ဒီလိုဘဝတွေကိုနားလည်နိုင်တာပဲဖြစ်ပါတယ်။အောက်ခြေကနေတက်လာတဲ့သူမို့မပြေဆုံးတဲ့အရာကိုနားလည်ပြီးသူတန်းနိုင်သမျှကိုကြီးထောက်ပံ့ပေးတာဖြစ်ပါတယ်။ ဆင်ကယ်မာသားတယောက်ရဲ့ဘဝဟာချမ်းတန်းခက်ခဲရကြအောင်ကိုချင်းစာပြီးအခုလိုလှူဒန်းပေးရလဲဖြစ်ပါတယ်။မပြေဆုံးတဲ့လူတွေကိုမြေနှိမ်ရာလှန်ဆိုင်လုတ်တတာကြအောင်ဘုံမတို့သားမိကိုမျက်နှာမငယ်စေခြင်းတလုံးတိဟောက်ကိုလည်းပညာတတ်တယောက်ဖြစ်စေခြင်းနာပါ။သူ့မှာလည်းသားတယောက်ရှိတာကြအောင်သူ့သားပညာတွေတတ်တလုံးတိဟောက်ကိုလည်းပညာတွေတတ်စေခြင်းပါတယ်။ပရိသတ်ကြီးရောမမကြီးဒွေးကေရဲ့အလို့ပေါ်ဘလို့ထင်မြင်မိလဲဆိုတော့ခမမပြပြခဲ့ပါအောင်နော်။ အဆုံးထိချစ်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။